မာကတ်တင်းအေဂျင်စီတစ်ခုမှာဘယ်လို department အနေနဲ့အလုပ်လုပ်ပြီးတော့ဘယ်လို run နေလဲဆိုတာကိုပြပြချင်ပါတယ်။တကယ်လို့သင်က marketing agency တစ်ခုဖွင့်မွှေ့ရထားရဲဆိုတော့ဒီ video လေးကိုကြည့်သွားနော်။ ပထမဦးဆုံး digital marketing agency တခုမှာဖြစ်မနေလို့အပ်တဲ့ department ကတော့ marketing department ပဲဖြစ်ပါတယ် digital marketing ဆိုတဲ့အတိုင်း marketing department ကတော့မဖြစ်မနေလို့အပ်ပါတယ် okay ပထမဦးဆုံးပစ္စည်းတခုကိုစီးကွက်ထဲကိုစားဖောက်တော့မယ်ဆိုရင် client ကကိုကိုဒီပစ္စည်းလေးရောဒီ coffee mill လေးကိုငါ့ကိုစီးကွက်ထဲမှာဖောက်ပြီးမှလို့ပြောပြီးဆိုရင် ားရှိလဲသူတို့ကဘယ်ဈေးနဲ့ရောင်းနေလဲဘယ်လိုမျိုးရောင်းချနေလဲဘယ်လောက်ထိ distribution ကိုလုပ်နိုင်လဲဆိုရယ် market research ကိုတိကျလုပ်ရမယ်ဒါဆိုရင်တော့ပထမဆုံးဘာလို့အပ်လဲ marketing department လိုအပ်သွားပြီ marketing department က market research တွေချာလုပ်ပြီးတော့ဒီ brand ကိုစဖောက်တော့မယ်ဆိုရင် digital ပေါ်မှာဖောက်မှာဖြစ်တဲ့အတွက် content ကြီးရတော့မယ် copywriting ကြီးရတော့မယ်ဒါဆိုရင် content department ထပ်လုပ်သွားပါပြီ content department ကနေပြီးတော့ရေးလာတဲ့ content ကိုဒီ content မှာဖောက်ဖို့အတွက် design ဆွဲမယ်ဆိုရင် graphic designer လို့သွားပြီဒါဆိုရင် design တစ်ခုလည်းလို့သွားပြီပေါ့เนาะအဲ့လိုမျိုးမဟုတ်ပြန်ねဒီ content နဲ့ design ကမဖောက်ချင်ဘူး ဗီဒီယိုတင်ပြီးတော့ secret ထမှာဖောက်ချင်တယ်အဲဒါမျိုးရှိလာပြီဆိုရင်တော့ production တင်လို့သွားပြီ production တင်မှာဆိုရင် editor လို့သွားမယ် cameraman လို့သွားမယ်ဒီဗီဒီယိုမှာတော့ script ဘာလို့သွားမယ်ဒါဆိုရင် script writer လို့သွားမယ်ဒါကတော့ဒီ content department မှာတော့ပါသွားမှာပေါ့နော် script writer ကတော့ဒီ project တွေကိုစီမံခန့်ခွဲဖို့အတွက် project manager ဒါမှမဟုတ် project writer လို့ပါမယ်ဒါဆိုရင်တော့ကျွန်တော်ပြောသွားတဲ့အထက်မှာဆိုရင် production team ပါမယ် content department ပါမယ် design team ပါမယ် marketing department ပါမယ်။အဲနောက်ဆုံးသူတို့ကိုစီမံခန့်ခွဲပေးမယ်။အိရှာလည်း loop application အရှာကျောက်ကလည်းမဖြစ်မနေလို့အပ်ပါတယ်ပြီးတော့ office admin လည်းလိုအပ်ပါတယ်နောက်တစ်ခုကတော့ဒီစာရင်းတွေပေါ့နော်ဝင်ဝင်ထွက်ဝင် office ကအင်စတန်စ်တွေ invoice တွေကိုစီစဉ်မဲ့ accountant လည်းလိုအပ်ပါတယ်ရှင်အဲဒီလောက်ဆိုရင်တော့ဒီ marketing agency site အသေးလေးကို run လုပ်ရပါတယ်ရှင် အဲနောက်ဆုံးတစ်ခုအနေနဲ့ဆိုတော့ account department လေးလို့အပါတယ်ရှင် account department ဆိုတာကစည်ရင်းစက်တဲ့ account ထောင်ပြောတာမဟုတ်ဘူးเนาะဒီ digital account ပေါ့เนาะပုံမှန်အားဖြင့် social media တွေ run မယ် page တွေကို gain ပေးမယ်ဒီ social media executive ဟောတနည်းအားဖြင့်တော့ digital account executive အဲ့လိုမျိုးလူတွေလို့အပါတယ်ရှင် account executive ဆိုတာကတော့ internet တင်းနဲ့ဒီ client နဲ့ဆက်ဆံနေပြီးတော့ communicate လုပ်ပေးရတဲ့သူပေါ့เนาะအဲသူတို့လည်းလို့အပါတယ်ရှင်အဲနောက်ဆုံးအနေနဲ့ကတော့ဒီ company ရဲ့ရောင်းအားတွေကိုတိုးတက်အောင်ရှာဖို့အတွက် sales ဲ့လူအပါရရှင်ကျွန်တော်လူပမာနာလေးဆိုရင်တော့ marketing agency small size လေးကိုကောက်ကောက်ရလို့ရပါတယ်ရှင်အဲတကက်ကုမ္ပဏီအကြီးကြီးဖြစ်တဲ့ international service ပေးတဲ့ကုမ္ပဏီတွေမှာဆိုရင်တော့ဒီထပ်ပို့ပြီးတော့ကြီးတဲ့ department တွေရှိမှာပါဒီလည်းအများကြီးနဲ့ဖွဲ့စည်းထားတာပေါ့နော်ဒါတော့ကျွန်တော်ပြောမှာတော့ဒါ small size marketing agency အသေးလေးစလုပ်ဖို့အတွက်လူအတက်လူပမာနာလေးလေးပေါ့နော်ဆိုရင်တော့ marketing agency တစ်ခုမှာ blue run လေးဆိုတာနည်းနည်းတော့ပြီးသွားပြီးထင်ပါတယ်